လေပန်းပြူသူတော်လန်ခရကတော်အားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန် YouTube channel လေးဖြစ်တဲ့ share ပါ YouTube channel လေးကနေပြီးတော့တပန်ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ရဲ့ဒီချိန်လေးကတော့ share ပါရဲ့ why not တမ်းဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့အများဝေတင်ဆက်ပြရမယ့်ချိန်လေးကိုကြားရောက်လို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာတော့ခရကတော်ကိုပြန်လဲပြီးတော့အများဝေပြီးသွားချင်တာလေးကတော့ဆရာတင်သူရေးသားထားတဲ့ တာဝန်ချင်းဆိုတဲ့ဝီတူတူလေးပဲဖြစ်ပါတယ်ခင်ဗျလိုက်ပါပြီးတော့နာတော့တာဆင်းပေးကြပါဦးခင်ဗျာတာဝန်ချင်းဝီတူတူဒါတေရှိလားဟိစိတ်မူးတာတေရှိပါတယ်ကျွန်တော်ရောက်ပါပြီစူမှုအေးမင်းတို့တက်စိတ်ဒီနေ့กินချင်းရမယ်ပြန်လာပါလားစူမှုနေရချင်းရမှာ မင်းတို့ရှေးကင်းကုန်းကိုပြောင်းရမယ်။ဟုတ်စုမှုပြင်ဆင်စရာရှိရာတွေအကုန်ပြင်ဆင်ထားပါ။ဟုတ်စုမှုတာတဲ့တတိဆွဲအလေးပြုကသူနေဟာသူ ပြန်ထွက်သွားသည်ကို တွေ့လဲရပါသည်။စိတ်မူတာတဲ့ရဲဘော်အမြင်ရင်မှမောင်ကိုဖြစ်သည်။စိတ်မူတာတဲ့ဆိုတော့နာမည်ရလာတော့အကြောင်းမှာဒင်းနန်းကာလာတွင်ညာကင်းပတ်အပေါ်ထသွားချိန်တွင်အခြားရဲဘော်များက အပေါ်သွားရာပေးရှိ သစ်ပင်ကြီး၌တရေသာသည်ရှိသည်ဟုရဲဘော်မောင်ကိုကိုအမြဲခြောက်ကြသည်ထိုးသူခြောက်ကြသည်နှင့်မောင်ကိုမှာညခင်ဘက်အဘော်ပါထမသွားရတော့ပဲမိုးလင်းသည်ကျိမ့်မိနေခဲ့ပြီးယူနီဖောင်းနဲ့ရှူးထွက်ကြသည်ကို အချင်းချင်းစားနောက်ကြရမှာမောင်ကို အမြေပြောက်ကဒါသည်ဟုအမြေတွင်ချင်းပြင်လိမ့်သည်ယခုတာတီတို့တက်စိပြားမိနေရကခင်းနေရကိုဘဲတက်စိမှမတော်ချင်ကြပါ ိုကင်းနေရာချပြီးပြန်လာသူအများစုမှညင်ညူကြသည်ဘာအကြောင့်ညင်ညူကြသလဲဆိုရင်ဘယ်ရဲ့ချောင်းရည်ဖြစ်သည်တို့နေရာမှာကင်းဆောက်ပြီးပြန်လာကြပြီဆိုရင်ဘယ်ရဲ့ဘလူးချောင်းချောင်းကိုအချင်းချင်းပေါက်တဲချကြသည်ကို ကျွန်တော်တို့အချင်းချင်းကြားသည်ညတကောင်အချင်းစစ်ဖနတန်တကွက်ကွက်ကြားရသည်ဟုသမျိုးကင်းဆောင်ရာကလေးချင်းနှခမ်းပေါ်ထိုင်နေသည်ဟုမြင်ရသည်ဟု၍တပုံအရှင်းချင်းပြောကြသည်ကိုကျွန်တော်တို့ ြားနေကြရလည်းဖြစ်သည်မြေတို့ပင်ဆိုစေကျွန်တော်တို့သည်ဘေးဒုကာကွယ်ရေးရဲဘော်များပင်ဖြစ်သည်ဟု တွေးကမယ်ရဲဘော်မှာထိုနေရာအခုထိထိုနေရာကိုကင်းမဆောင်ခြင်းဟု၍မငင်းကြပါဒိုနေရာတို့ကင်းချင်းဆောင်ရမည်ရဲဘော်အသာတည်မှာတော့ထိုအကြောင်းကိုမသိ၍လေတချွန်ချွန်နဲ့စေပခတ်ကိုလိမ့်နေသည်ကိုတွေ့ရသည်ဒါတေနဲ့တရေတော့တွေ့ပြီဟုတွေ့ကကျွန်တော်ပြုံးနေမိချိန်မှာဆရာကျောင်းရှိတာဟေးဆရာကျောင်း ဆူမှုခေါ်နေတယ်။အေးညီလေးဟုဆိုကဆူမှုရှင်ရာရွေးပြင်တဲစီတို့ကျွန်တော်လိုက်သွားလိုက်ပါသည်။ဆူမှုကျွန်တော်ရောက်ပါပြီ။အေးဆရာကြောင့်ထိုင်းကွာဒီညတာတီတို့กินချိန်မနေအောင်အင်းအမို့တို့ထားခြင်းနဲ့ပြီးခဲ့တဲ့လကလေးကအဲ့နေရာမှာထီတွေ့မှုဖြစ်ထားသေးတယ်။တကြံရက်ကလည်းထီတွေ့မှုဖြစ်ထားသေးတယ်။စကားစကားဒူစကန်းနေစီကိုဝင်ခြင်းဒီကုန်းကနေတက်မှရမယ်။ ဒါတော့ဒီရပိုင်းဒီကောင်လေးငြိမ့်နေတယ်ငါတော့သိပြီးမသိခါဘူးမင်းနဲ့မင်းတက်စုတွေက9ယောက်အင်အားကိုတွေတာတေရုနဲ့ပေါင်းပြီးတော့ဒီဘက်အဲ့ကင်းကိုတောင်းယူကွာဟုတ်ကဲ့စုမူအေးဒါဆိုလိုလာပြင်ကွာညက်နေတခါလေးလိုက်သွားလိုက်ဟုတ်ကဲ့စုမူတတိဆွဲအလေးပြုပြီးတော့ကျွန်တော်ထွက်လာခဲ့သည်ခုနကတာတေကိုလောင်မြုံပြုံးနေတော့အတွေ့ကရုပ်ချီပြောက်သွား၏ လည်းရဲချောက်တာကိုမသိသေးတော့တာတိကဘာမှဖြစ်ပေမဲ့သိထားတော့ကျွန်တော်ကတော့ဒုနေရာတွင်ကင်းသွားဆောင်မိကိုနည်းနည်းတော့ထိန်နေသည်ဒါဝမဲ့ဟူတွေးကစိတ်ကိုတင်းထားရင်းနဲ့ပြင်စားရှိတာတွေပြင်ဆင်ရင်းနဲ့ကင်းချင်းအမြင်ဉာဏ်တွေကိုစောင့်နေလိုက်တော့သည်တလို့နဲ့ညနေရောက်ချိန်တွင်တာတီတို့ကင်းနေရာကိုကျွန်တော်တို့တက်စိတ်နှစ်စိတ်ထွာလာခဲ့သည်ကင်းဆောင်မဲ့နေရာရောက်တဲ့အချိန်ကင်းဆောင်ရာတောင်ကုန်းဤအနောက်နားတွင်ရှိသောပခတ်စင်၍ရသည့်အပင်ပေါက်ကလေးရှိရာ တောင်ကုန်း၌ကျွန်တော်နှင့်ကျွန်တော်တက်စိမ်မှရဲဘော်5ဦးနေရာချသည် မခတ်များကိုခက်ကောင်းလောက်ထိအမြင်ထားပြီးတော့လဲရန်အသင့်နေထားလောက်တွင် အပင်များနှင့်တခါတည်းခြေထားလိုက်သည်ပြီးနောက်စစ်လွယ်ကိုချတနက်ကိုယူပြီးရှေးကင်းတောင်ကုန်းလေးပေါ်မှပြည်ချင်းများကရုတ်ချင်းများကိုတက်၍စစ်သည်ကရုတ်ချင်းအသင့်နှက်ကိုတခြားကြည့်လိုက်ရာကျွန်တော်တို့ဤဘဲဘဲချင်းကင်းနေရာနှင့်ကပ်ရက်ချင်းနှင်းချင်းအကြောကြား၌ပကတ်တလုံးစင်သားသည်ကို တွေ့ရသည် ဘက်ကမှာအတော်လေးဟောင်းနေပြီးတော့အနေငယ်လည်းပြဲနေသည်ရှေးကကင်းဘွဲတွေကြံခဲ့တာဖြစ်မှာပါဟုတွင်းနေတောင်ကုန်နောက်တစ်ဖက်အစဉ်ကြီးရှောရန်သူတက်နိုင်သောနေရာများကိုတရားကြည့်ရှုပြီးတာတင်ရှိရစေတို့ကျွန်တော်တွားလိုက်ပါသည်တာတရဲ့တာတဲ့ပြားအဟုတာတရဲ့အထူးတန်းနေသူပကတ်စင်နေသောတာတေကိုကျွန်တော်တွေ့ရသည် မြေချင်းတွေဘက်ကတော့အစဉ်ပြေတဲ့တာတိရ50ပြီးသွားပြီမင်းတို့ဘက်ညာဘက်ချမ်းနဲ့အရှိဘက်ကိုကြည့်ငါနဲ့ကြံတဲ့ရဲဘော်9ယောက်ကတော့ဒီဘက်ဘယ်ဘက်ချမ်းကိုကြည့်မယ်မင်းလူတို့ကင်းချိန်မင်းမာတာခွဲလိုက်ကွာငါတို့6ယောက်ကတော့ငါတို့ဘက်တက်လက်နဲ့စောင့်မယ်အရင်ဘက်ကမိုင်းခင်းထားသေးလားစူမှုကဘာမှလိုက်သေးလဲမိုင်းကြီးကိုကြံသေးတယ်ပြောတယ်ကိုကွဲတဲ့လုံးနေလဲကွဲကုန်ပြီလို့ပြောတယ်နောက်ဆုံးထီထွေးမှုဖြစ်ကြတဲ့ဟာမိုင်းကိုမစစ်ရသေးဘူးလို့ပြောတယ်ဟေး မာရွေးပြတတိယထားกว่าထူးကြရင်ဆက်ပေါက်လက်ဘက်ထရီပို့ပါမလားဟုတ်ကဲ့ကိုအေးဆက်နံပါတ်နဲ့တေချာလေးချိန်အောင်ဟုမာကကျွန်တော်ကပကတ်စီအစီတို့ပြန်လာခဲ့လိုက်သည်တလို့နဲ့ညကိုရောက်ပါပြီဒီညအချောင်းကိုဘာမှမကြခဲ့တော့တာတိတ်ကတော့တနက်ကိုကြီးတွေပါရင်းစင်းရင်နဲ့တက်ကြောင်းနေပုံရသည်ကျွန်တော်ကတော့ထုံးစံထားကျွန်တော်ကောင်းတွေမဆောင်ချင်တော့ညတနာကြီးမနက်၃နာရီကင်းကိုယူလိုက်သည်စကစ ခွေးတွေကပုံမှန်ညာဦးပိုင်းနဲ့အိမ်မောကြရတော့မနက်3နာရီ4နာရီတွေမှာလာတတ်သည်လေရင်ကတော့လူချေတိတ်ညာလကောင်ရန်7နာရီ10နာရီကိုအလင်းငိုင်ဖမ်းပြီးတော့ဘုံလာကြတဲ့ပြန်သည်ကိုကင်းချိန်ကညာ10နာရီမှာဖြစ်ပေမဲ့ကျွန်တော်အိမ်မပြောမျက်လုံးကလည်းကြီးကန်တောင်းမှဟိုဒီလိုက်ကြည့်နေမိပါသည်တခါတခါကောင်းငင်မောမော့ကြည့်ပြီးတော့စကားစာရီထောက်လန်းရီဒရုန်းများတွေ့လေမလားဟုရှာပွေမိပြန်၏ညာ7နာရီနီကလာတိမှာဘာမှထူချောင်မှုမရှိ ကင်းလေလျှော်တွေတည့်ရပေါ်ဖြစ်ပြေးသည့်အတန်ကိုတခါတခါကြားသည်မှလွဲ၍ဘာသာမှမကြရ။ဟိုကြီးဒီကြီးနဲ့စက်တံကိုတိုးပြီးတော့ကျွန်တော်ခဏမေးလိုက်သည်ကျွန်တော်ကင်းချင်းရောက်ကနေတွင်ရဲဘော်တယောက်ကလာလို့တော့သည်ကျွန်တော်အသာထပြီးတော့စီရီဘူးကိုထောက်ကပလုတ်ချင်လိုက်နိုင်ကိုကြည့်လိုက်တော့ဆမ်နဲ့လိုသေးသည်ထူးခြားဖြစ်စဉ်ကိုမေးရန်ကျွန်တော်ကလုတ်ချင်းဆောက်နေရာစီသို့တက်လာခဲ့လိုက်သည်ရဲဘော်โอเคလားဟုတ် ကျွန်တော်ကလမ်းချင်းဖြင့်မေရโอเคတယ်ဟုတံပြောသည်ကင်းချိန်နဲ့ရေပေါ်ပြန်သွားပြီးနောက်ကင်းချိန်နှစ်နာရီကိုတတိကြီးစွာဖြတ်ကျော်ပါပဲ။ရှည်တန်းစင်မြေပြင်၌ကင်းချင်းထမင်းသည် အရေးကြီးဆုံးဖြစ်သည်ဟုစကားအတိုင်းကျွန်တော်တို့သည်တတိမလို့အောင်ဂယုဆိုင်ဆောင်ရမည်ဖြစ်သည်။ကင်းသည်နောက်တွင်ရည်တော်မိမိစကံမိမိရေပေါ်များ၏အသက်ကိုကာကွယ်ရသောအရေးကြီးသောတာဝန်တရားလည်းဖြစ်ပေသည်။ ကင်းပေါက်လျင်အသက်ပေးရမည်မဟုတ်ပါလားညာမျက်စိသည်နားဟုဆိုတဲ့အတိုင်းကျွန်တော်တနကုတ်ကိုင်ကနားဆွရင်နဲ့ညင်ညင်လေးထိုင်နေမိပါသည်ထိုင်နေရင်းနဲ့အာနာမသိခင်အကြောင်းဆရာဘွားကအကြောင်းတွေကိုပြန်စဉ်းစားရင်းနဲ့တဲအောက်တဲ့အသွေးနဲ့ချက်စဉ်စေဝိညာဉ်ကတော့အတိတ်ကာလရစီခက်ရေးဆန်နေမိခဲ့ပါသည်ချွတ်ချွတ်ချွင်းနေဟူသောကင်းလေးလျှော့ပုတ်တဲ့တို့တေရွက်ပေါ်ဖြတ်ပြေးတဲ့တူလူတယောက်လမ်းလျှောက်နေတဲ့တန်လို့စစ်ဖက်နဲ့တန်လို့လို့စပြီးကြားလာသည် ဒေသအနာဆွင့်ကြည်လိုက်တော့အခြေတန်းကရှက်နေပြန်သည်စိတ်ကထင်အောင်ထင်မှားဖြစ်နိုင်တာပဲဖြစ်နိုင်သည်ဟုသွေးကရှေ့ကိုသာအာယုံဆိုင်နေမိသည်ဆက်ကိုအသာကန်ပြီးတာတေရိုဘက်ကိုထူချမရှိမရှိလမ်းမိသည်အေးဆေးဟုပင်အချောင်းပြန်လာ၏စိတ်ထဲ၌တော့ကျွန်တော်အနီးနားမှာတစုံတစ်ယောက်ရှိနေသည်ဟုခံစားမိလိုက်သည် ကျွန်တော်တို့ဘက်တောင်ကုန်းဆောင်လေးကင်းနေရ၌ကျွန်တော်တို့ရောက်ထဲသာရှိနေသည်ဘေးဘီကြည်လင်းလဲ အင်းပင်အပူလေးတွေကိုသာတွေ့ရပြီးတော့ကျင်းနှင်းအကျော်သုံးကျင်းမြောက်ပေါ်ကျင်းပေါ်၌ငြိမ်သက်နေသောစေပကတ်အဟောင်းတစ်ခုသာရှိနေသည်တခါတခါထိုပကတ်ဘက်အမောင်တွေကိုကျွန်တော်လှမ်းလမ်း၍ကြည့်မိသည်လူတယောက်ပကတ်ပေါ်မှာထိုင်နေသလိုအရေးလိုလိုကိုကျွန်တော်မြင်နေရပြန်သည်စိတ်ထဲကမတင်ကား၍ကျွန်တော်ထားကြည့်မိတော့သည် ပကတ်ချီတာသောအင်ပင်၏အရေးသာပကတ်ပေါ်ကိုကျနေခြင်းဖြစ်ပြီးလေးတိုက်၍အင်ရွယ်များလှုပ်လျင် ပကတ်မှလှုပ်၍လူတယောက်စီးနေသည်နှင့်ပင်သူပါသေးသည်။နာဟီကိုတစ်ချက်ချင်းမိသောအခါမနက်၃နာရီထိုးဖို့၁၀မိနစ်သာလိုတော့သည်မို့ကင်းချိန်မြင့်ကြီးလေးကိုကျွန်တော်သွားနှုတ်လိုက်သည်။ဒုံညာကကျွန်တော်ကင်းချိန်ပြီသည်မှမနက်မိုးလင်းသည့်ရဲဘော်တယောက်လာနှုတ်မှာပဲကျွန်တော်နိုးပါတော့သည်။ဤလေတို့ညအဆင်ပြေလောက်ကျွန်တော်မိသောအခါကျွန်တော်နောက်ကင်းချိန်ဆောင်သောညီလေးက ညာဟိုဘက်ချမ်းလူကြီးတယ်လို့စကားတယ်လို့တော့ကြားရတယ်။အာမရတာညီလေးရာအကိုညာတန်ကုန်မပတ်ကြည့်တယ်ဘာမှမရှိပါဘူးကွာဟုကျွန်တော်ပြောတော့ကထိုရဲဘော်ညီလေးမှာခေါင်းကုပ်သွားပြီးတော့အကိုသွားပြီးထားကြည့်လိုက်တယ်ဆိုရင်တော့ဘာမှမရှိတာသိကြတယ်။ကျွန်တော်ကတော့ရန်သူလာနိုင်တဲ့အရှိကိုပဲအာရုံစိုက်တယ်ဟုပြန်ပြောသည်။ဒါတည်းလို့တက်စိတ်ကတော့ညာကဘာမှထူကြမှုမရှိပါဟုပြောသည်။ ဒေလိုနဲ့ပဲနေလေကင်းခွဲ၍နားရရင်ညနေမိုးချိုးချိန်သို့ပြန်ရောက်လာသည်မဏိကတ냐အလုံးဒီညမှာနေကြပြီပြီမို့ဒီညလည်းအေးစေးစေးကင်းချိန်ခွဲကကင်းဆောင်လိုက်ကြသည်ညဦးပိုင်းရှိုးထဲမှာအတန်ကြာသည်ဟုရဲဘော်တယောက်ကတရင်ပို့လာပြန်သည်ဒါဒီလိုဘက်ကတော့ဘာမှမထူးကြပါဘူးတရင်ပို့သည်ကျွန်တော်ကင်းချိန်ဒီဒီညကတော့အရှိကို2နာရီတိုးပြီးတော့ည7နာရီအတွင်းကင်းဆောင်အောင်ဖြစ်သည်တနာရီထိုးတော့က ကျွန်တော်ကင်းချိန်ပြီးတော့ပခတ်စင်နာရနေရ၌ပြန်အိပ်လာသည်အိမ်မောကြနေစဉ်ခန္ဓာကိုယ်ကိုလှုပ်လိုက်တဲ့ကဲ့သို့ကျွန်တော်ခန္ဓာကိုယ်မှာတိတ်ကနေနေဖြစ်သွားသည်ကျွန်တော်အိမ်နေရမှာနိုးသွားပြီးတော့နာယူကိုတစ်ချက်ကြည့်လိုက်သည်ညနာနာရီ14မိနစ်မှာနာယူကိုကြည့်ပြီးအတန်လားဆွင့်ရဘာမှမကြတဲ့ဖြင့်ကျွန်တော်ပြန်အိပ်ပျော်သွားသည်ဟေးလူဟေးလူထထရန်သူတွေတက်လာတယ်ကင်းထစစ်ပါဦးဟေးလူထထ လူတယောက်လာနှုံးနေတယ်လို့ကျွန်တော်သိလျာသည်ရန်သူဟုဆိုသည်ဖြင့်ကျွန်တော်ကုံယုံထားပြီးတော့တနက်ဆွဲ၍ကင်းရှိရာတောင်ကိုစီတို့ကျွန်တော်တက်သွားသည်ကင်းဆောင်ရာအချင်းထဲတွင်တောင်ကြရဲဘော်ကငိုက်နေသည်ကျွန်တော်ပကုန်းကိုကန်လုံမှနိုးသွားသည်တောင်ဆောင်၌တရွတ်နင်းတန်ကိုကျွန်တော်ကြားလျာသည်ဒေချာနားဆွင်ရာတရွတ်နင်းတန်နဲ့သူဒီတို့စကားတန်ကိုပါကြားလျာသည်ဒေချာပြီရန်သူတွေတက်လာပြီတာဒီတို့ဘက်ကိုဆက်ကနေအချက်ပြလိုက်သည်ရန်သူတွေကဝါရွေတက်လာရာ ။တောင်ဆောင်ဘက်တို့မျက်နှာမူရင်းရင်မာတန်းလိုက်ပြီးအသည့်နေထားတဲ့ပြစ်ကွင်းကိုဆောင်နေကြသည်။မကြမီပါ။မြင်းကွင်းထဲ၌ရန်သူအရှိန်များလှုပ်ရှားလာသည်ကိုတွေ့လျက်ရသည်။တောင်ဆောင်ဆင်ကြီးရောပြေးနေသောမိုင်းကွင်းကိုရှောင်၍မူရင်းမဆသောတောင်ကုန်းဘေးဘက်မှပန်းတက်လာခြင်းဖြစ်သည်။ရန်သူတွေပြစ်ကွင်းအတွင်းဝင်လာဖြစ်သည်ဖြင့်ပိုင်မီဆိုရနဲ့ဒါပြိုင်နေတဲ့ပြစ်ဟုကျွန်တော်အမိန့်ပေးလိုက်သည်။ကျွန်တော်တို့ဘက်မှာတနက်တန်မြညံသွားပြီးမှရန်သူဘက်မှာအော်တန်ညီတန်များကိုကြားသည် ပစ္စည်းတချို့တောင်ဆောင်အတိုင်းလိမ့်ကြတယ်များလည်းကြားသည်ချက်ချင်းစော်သလိုရန်သူဘက်မှ40မမပုံသေးများတံမြန်ကြလာသည်ပြင်းချင်းနဲ့လိုက်ဝွင့်၍ပြင်းနေကြသည်ကျွန်တော်ရဲဘော်များမှာအပေါ်နေအောင်ဖြစ်နေ၍အသာစီရနေသည်ရန်သူဘက်မှပြအားကိုလျှော့ပြီးတော့အနောက်မှကျွန်တော်တို့ဘက်စီတို့စစ်ကူများလည်းရလာသည်ဒါမှလည်းကျွန်တော်တို့ရဲဘော်များမှာပေါ်နေအောင်ဖြစ်နေ၍အတားစီရနေသည်ရန်သူဘက်မှပြအားလျော့လာပြီးတော့အနောက်မှကျွန်တော်တို့ဘက်စီတို့စစ်ကူများလည်းရလာသည်မိုးလည်း လင်းလို့ပြီခက်ဝဲဝဲမှာ60မမ80မမ120မမလက်နက်ကြီးများတောင်ဆောင်တို့ခက်စိတ်စိတ်ကြာလာသည်ကျင်းနေ၌ဝရင်ပြစ်နေကြသည်မို့ထိခိုက်တံမကြရအရှိရစီကအရှောင်းနေထွက်လာပြီတနက်တန်နေလဲရက်သွားပြီတာတီတို့ဘက်မှအရှယ်ပေါ်နေရောက်ကတော့လက်နက်ကြီးအစမှန်သည်ဟုကြားရသည်နှစ်ယောက်လုံးမစိုးရင်ကြပါအင်အား90နဲ့80ကြားရှိမည်ဟုခံမှန်းရသောအင်အားဖြင့်ရန်သူဘက်မှအလင်းကကုံမတက်လာခြင်းဖြစ်သည် မနမောလင်းလေးနဲ့စကားစတံများဆုတ်ခွာတက်ဆုတ်ခွာဝပြီးဖြစ်တဲ့ပြင်တောင်းသူဆင်း၍အနေမြင်ရှင်းလင်းမှုလုပ်ကြရာ MA1 3လက် MA2 တက်လက်လေးစံမမပုံသေးများနဲ့စက်သုံးပစ္စည်းများကိုကျွန်တော်တို့ရရှိလိုက်သည်သူရီများပတ်သီးစာများပြန်ကျဲနေသည်ကိုတွေ့ရပြီးတော့စကားစပါ၌အထူးခံများမည်ဟုခံမှန်း၍ရပြန်သည်နေမြင်ရှင်းလင်းပြီးသည်နဲ့မိုင်းများပြန်ထောင်ချပြီးတော့ကင်းဆောင်ရာတောင်းလုံးစီတို့တက်လာခဲ့ရာစုမှုကိုတွေ့ရလေသည် ဆရာကြောင်မင်းတို့ဘက်ကတတ်တာလားကွာခုစီရွေမေဒီဟုတ်တယ်စူမှုအချိန်ကလည်းအချိန်ကောင်းဆိုတော့ကျွန်တော်လည်းအိမ်မောကြနေတာရဲဘော်တယောက်လာနိုးလို့ပေါ့စူမှုရာဟေးကောင်းတယ်ကွာတာဝန်ကျတဲ့ရဲဘော်ကိုနားတဲ့ခါအရက်စူးချမယ်လို့ပြောလိုက်ကွာဟုတ်ကဲ့စူမှုရန်သူဘက်ကတော့အထီးကိုင်များတယ်လင်းလာနိုင်တယ်ငါ့တောင်းဟုတ်နောက်ကိုတော့ခဏစုပ်နေရမယ်ထတ်တက်လာရင်ရောစူးမှု မင်းတို့မိုင်းပြန်ခင်းထားရပါလားနေကောင်းတွေထပ်မတက်ပါဘူးညနေမှတောင်ကုန်းပေါ်ရှေ့ကင်းပြန်ယူမယ်ဒီညငါနဲ့ငါတက်စိတ်လိုက်ဒီမှာရှိနေပါပဲမင်းခဏနားလိုက်ဦးဟုတ်ဆိုကစုမှုကထွက်သွားသည်ကျွန်တော်ပကတ်ရှိရာစီတို့ပြန်လာချိန်တွင်ညကကျွန်တော်ကိုပဲရဲပေါ်လာနှုတ်လေတဲ့ကျွန်တော်သိချင်သည် စုမှုကိုလည်းတင်ပြမည်မို့ရဲပေါ်တွေအလုံးကိုကျွန်တော်ပတ်ရင်မေးလိုက်သည်ညာငေါလာနိုးပြီရဘယ်ရဲပါလဲဘယ်သူမှမဖြေကြပါ ာဝန်ကြောင့်နေတော့ရဲပေါ်မှာငိုက်နေ၍သူတော်မဖြစ်နိုင်။တာတီတို့ပဲတက်စိတ်ကြီးတို့သွားမိပြန်တော့လဲဘသူမှမနှိုးဘူးဟုကြေသည်။ဒါဆိုကျွန်တော်ကိုဘသူနှိုးသည်။ဒီတချိန်ကျွန်တော်စိတ်ထင်နေတာတော့မဟုတ်ပေ။ဇဝိဇဝါဖြစ်ပင်စဉ်းစား၍မရ။ကျွန်တော်တနေ့လုံးထိုးချောင်းရဖို့သာတွင်နေမိသည်။တနေ့လုံးလေရင်တန်ကိုနားဆွင့်ပေမဲ့လေရင်မလား။ညနေဆောင်၍ကင်းကုန်းပေါ်ကျွန်တော်တက်သွားရာစုမှုကင်းကုန်းပေါ်အစင်လာသည်ကိုတွေ့ရပြီ။ညနာမှာတော့အနှင်းငယ်ညိုနေသည် စုံနေမကောင်းဘူးလားမျက်နှာလည်းမကောင်းဘူးဟုတ်ပါဘူးကွာအရင်နှလားကြောထီထွေးမှုဖြစ်တော့ဒီကင်းကောင်းပေါ်မှာကြာသွားတယ်ငါတက်စိတ်ကရဲဘော်လေးကိုတတိယပါလို့ပါကွာဗျာအေးဟုတ်တယ်မင်းဆောင်တဲ့ချင်းရဲ့နှစ်ချင်းကျော်ကပကတ်လေးကအဲ့ရဲဘော်လေးရဲ့ပကတ်လေးလေအဲ့ရဲဘော်လေးကအဲ့ဒီချင်းမှာကြာတာဗျာဒါဒါဆိုကျွန်တော် ျွန်တော်ညတော့လာနိုးတာအဲ့ဒီရဲဘော်ပေါ့ကျွန်တော်တရားဟုတ်တဲ့အခြေယူပြီးအံ့ဩရရနေမိပါသည်အေးကွာငါသွားရမယ်ဟုတ်ဟုတ်ဟုတ်ကဲ့စုမှုစိတ်ထဲမှာတော့နာကျင်ဂုံရင်းနဲ့ကျွန်တော်ဤကျင်းဆောင်ရာကျင်းစီတို့ပြန်တက်လာခဲ့သည်တာဝန်ဆိုသောစကားဒီကျွန်တော်ရင်ထဲနာမဲ့တင်ထန်နေပြီဘွာကူပြောင်းတီကိုပဲမသိပဲ ကျင်းတာဝန်ကိုဆက်ယူနေတော့ထိုရဲဘော်ကိုမျက်ရည်စာများဖြင့်စိတ်ထဲကအကြင်ကြင် အလေးပြုနေမိသည်ပြေသူလူသူအပေါ်အတတ်သေးဆုံးမိသည့်တိအလုံးကျွေးပြူနေတော့ထိုရဲဘော်အတွက်ဂုံယူရှူကျုံမရဖြစ်ရင်စိတ်ထဲ၌ဒီကနာကျင်နေမိပါသည် အမောင်ဝင်၍လာထွက်လေပြီဝမ်းနေစိတ်ဖြင့်ကျွန်တော်ဘေးဘက်နှစ်ဘက်ကျင်းကိုကြော၍ကြည့်လိုက်မိရာ လာရောင်အောက်တွင် လေငြိမ်နေတော့လေပကတ်အဟောင်းလေးကတော့လှုပ်ရမ်းနေသည်ကို ကျွန်တော်တွေ့လဲရပါတော့သည်တင်သူစနေရက်စက်တမနထ20နှစ်ဟုတ်ကဲ့ဒါလေးကတော့ဆရာတင်သူရေးသားမျှဝေပေးထားတဲ့ တာဝန်ချင်းဆိုတဲ့ဝိတုတို့လေးကိုကျွန်တော်တို့ကတက်ဆင်ပြန်လဲပြီးတော့ဖတ်ရှုမြောက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရောပန်းမြောက်မှုအားနဲ့ကြာကြောင်မလို့ဒီဝိတုတို့လေးရဲ့ရတရောပါပါခဲ့လို့ရှင်ပြီးတော့အမားရင်းလေးများပါပါခဲ့လို့ရှင်ဒီကံပြီးတော့နားလဲပေးပါလို့ဆရာထင်သူနဲ့တကွာနာစင်သူဒေါ်လန်ကလကာတဝူတယောက်ချက်စီတိုင်းကို ကျွန်တော်မေတ္တာရက်ခံတောင်းပန်ပါတယ်ခင်ဗျာအချိန်ပေးပြီးတော့ live ဘာနာစင် clip ပေးခဲ့ကြရတဲ့ဒေါ်လန် clip ကတအုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကလပါရွယ်လေးကိုစားပြတဲ့ကံကောင်းခြင်းတည်းတရား clip ကရုံးနဲ့ထပ်သူရှိနေနိုင်ပါစေလို့ကျွန်တော်ဆန္ဒပြုစုမတောင်းပေးလိုက်ပါတယ်ကျွန်တော်ကတော့ SL ပါ SL ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့ သိထားမှတ်ထားပြီးကြပါခင်ဗျဟုတ်ကဲ့ဒေါ်လန်20နေရများပါခင်ဗျ